ချိတ်ကူဆိုရင်ရောင်ငယ်လေးကတဖက်နိုင်ငံနဲ့ညီကဲ့နေတဲ့ရောင်ငယ်လေးတူအားဖြစ်တာကြောင့်ရောင်လေးရဲ့ကသူတွေကအများအားဖြင့်ရောင်ဝယ်ရေးအလုပ်တွေကိုလုပ်ကင်ကြပါတယ်။ချိတ်ကူရောင်ငယ်လေးတွေမှာတော့တရားမဝင်မှန်ကိုအလုပ်တွေလုပ်ကင်နေကြတဲ့သူတွေလည်းရှိပြီးတော့နေဆက်ရွာလေးတူအားဖြစ်တာကြောင့်စီကားပါတယ်။ရောင်လေးရဲ့အဆုံးကပြနောင်အိမ်အဟောင်းလေးမှာတော့လူလက်ပိုင်းထုံးခင်တယောက်ထင်းကြီးထိုင်ပါတယ်။သူကတော့တရားမဝင် secret ကိုရောင်းချနေသူတယောက်ဖြစ်ပြီးတော့စိတ်သဘောထားကောင်းတာကြောင့်အပေါင်းအသင်းများပြီး ခင်မင်သူတွေကလည်းပေါ်ပါတယ်။ထုံခင်စီဂရက်ကတခြားဆိုင်တွေမှာရောင်းချနေတာထက်ဈေးနှုန်းသက်သာတာကြောင့်သူ့စီမတနေ့တနေ့လူပြတ်တယ်ဆိုတာမရှိပါဘူး။ရော်ရီကလူတော်ဆာလောက်ကထုံခင်စီမပဲအမြဲလိုလိုစွဝေးရောက်ရှိနေတတ်ကြပါရဲ့။ဈေးလူတွေပြတ်သွားရင်ထုံခင်စီကိုရောက်လာတတ်ကြသလိုတချို့သူတွေကလည်းလာထိုင်ပြီးတော့စကားပြောကြတဲ့အထိဆိုင်လေးမှာရှိနေတတ်ကြပါရဲ့။ထိုခင်အင်ကရွာရီကသူတွေတွေ့ဆုံကြတဲ့နေရာတစ်ခုဆိုလေမမှားပါဘူး။ဟာဥရှင စိတ်လိုလိုလားဗျမနေ့ကလာဝေထားတာကိုယ်ကပြီထင်နေဟုတ်တယ်ထုံးခေရဲ့မြို့ထဲမှာအလုံးလုံးနေရတော့ဝေမရောမှာကြောက်လို့လီကလန်စာရဲဝေထောင်းမလို့ရင်းရင်တစ်ခေါက်လိုရဲ့အကျွေးယူထားမယ်နော်အားတော့နားရကွာရပါတယ်ဥရှင်အစီပြေးတဲ့အချိန်ပြေးရတာပဲရော့ယူသွားဥရှင်ကျေးဇူးတင်ထုံးခေရဲ့ထုံးခင်ကအကျွေးလေးရောင်းပေးတာကြောင့်ရွာရင်ကသူတွေကထုံးခင်ကိုပဲအားကိုးနေရပါတယ်ထုံးခင်တယောက်တရားမဝင်ဆေးလေးတွေအရန်ကိုကြောင်းအားကောင်းနေတဲ့အချိန်မှာတော့ရော်လေးတွေကအုံမုံကြီးရဲ့ဆိုင်လေးက အရန်ကိုရောင်းအားထိုင်လာပြီးတော့နေစင်းတဲ့အမြောက်ရောင်းအားကြလာခဲ့ပါတယ်။ဥမုံကြီးတယောက်ထိုင်ရင်းဆိုင်နေနေပါတယ်။အရန်ကဆို secret တွေဘူးပေါင်းများစွာရောင်းရပါမယ်။အခုဆိုရင်ဘသူကမှအလာဝယ်တာမရှိတော့ပါဘူး။ရက်အတော်ကြာမှအနေငယ်သာရောင်းရပါတယ်။ဝေအားလျှော့နေလာတော့ဝင်းဝေးလဲလေပန်းမှုကထိခိုက်လာတယ်။ဥမုံတယောက်ဆိုင်ရဲ့အနာဂတ်ကိုလည်းစိတ်ပူလာပါတယ်။ညနေငါးရက်ဆိုင်ရှိရာဖြတ်ပြီးတော့ထွန်းခင်စီဝဲသွားကြတော့ငါးရက်ဆိုင်ရဲ့ရောင်းအားမရှိတော့ဘူးကွာ။ ငါရဲ့ဆိုင်လေးအတွက်တောင်စိတ်ပူလာပြီ။ဟွန်းဒါအဖြေရှင်းနိုင်မို့နီးလိုက်ရှာရမယ်ထင်နေရ။အဲ့ဒီအချိန်မှာပဲဆိုင်လေးကိုကြော်စွာကရောက်လာတယ်။ဥမုံရဲ့ထိုးကင်ရဲ့ဆိုင်လေးကနေ့တိုင်းတိုးချိန်နေရပဲဗျ။ဆိုင်ကိုလူမရောက်တော့စိတ်ညစ်နေပြီလား။ထိုးကင်ကစူးစမ်းတဲ့လူငယ်တယောက်ပါ။သူ့ရဲ့ဆိုင်လေးကအရန်ကိုရောင်းအောင်ကောင်းနေရပဲ။သူ့ရဲ့ဆိုင်လေးတွေကိုတရားမဝင်ရောင်းနေရလေ။အပြားထက်လည်းဈေးတသားတယ်။အကျွေးရဲ့ရောင်းပြီးသူ့ကိုတတိထားဗျ။စေတသက်တသက်ရတော့ဒီကကအနည်းငယ်ကင်းရလာတော့မသိပါဘူးဗျာ ကျွန်တော်တို့တွေ့နေရကြပါပြီ။အားလုံးကအဆင်မပြေဖြစ်ကြတာမတွေ့သေးဘူး။သွားလောင်မယ်ဦးမုံကြီး။ကျိုးဆောင်ကတော့ဦးမုံကိုပြောဆိုပြီးတာနဲ့ဆိုင်လေးလေးကနေထွက်သွားတယ်။ဦးမုံကျွန်တော်တို့ကတခုလောက်မှမထင်သေးပြ။ညီတော်ရဲ့စကားကြောင့်ဦးမုံတယောက်သူ့ရဲ့ဆိုင်လေးအခြေအနေကိုအချင်းအချာကြီးစဉ်းစားနေမိပါရဲ့။တကယ်မှာတော့ဦးမုံတယောက်သူ့ရဲ့ဆိုင်လေးကိုရောက်ရှိလာတဲ့ရဲတက်ကြကြီးဦးစိုးနိုင်နဲ့ဆိုင်လေးရဲ့အရှိကစပွဲခုံလေးမှာစကားလက်ဆောင်ပြောပြကြပါရဲ့။ ဥမောကထုံးကင်တယောက်တရားမဝင် secret တွေရောင်းနေရတဲ့ပတ်သက်ပြီးတော့ပြောပြနေပါတယ်။ရေတဲ့ချက်ကြီးဦးစိုးနိုင်ကတော့ဥမောရဲ့ဆိုင်လေးကိုနေ့တိုင်း coffee တောက်ရောက်လာတတ်ပါတယ်။တကယ်တော့ရေတဲ့ချက်ကြီးဦးစိုးနိုင်ကိုယ်တိုင်ကထုံးကင်ရဲ့တရားမဝင် secret ရောင်းချတာနဲ့ဆက်ဆက်မှုရှိနေရဆိုတာကိုဥမောတယောက်မသိခဲ့ပါဘူး။ကျွန်တော် secret ရောင်းတဲ့ကိစ္စကိုအမြဲတင်ပြချင်နေခဲ့တာဗျ။ထုံးကင်အိမ်မှာတရားမဝင်စိတ်လိတွေအရင်ရောင်းနေရတော့ကျွန်တော်ရဲ့ဆိုင်လေးကအယောင်ထိုင်းနေရကြပြီဗျာ။ဒါဥပဒေနဲ့လဲစန့်ကျင်နေဗျ။အော် တော်တော့စိတ်မပူပါနဲ့ငါမင်းအတွက်စုံစမ်းပေးပါမယ်တော်တော့ဘေးစီဖမ်းပါလေဆရာဒီကိစ္စကိုမှတ်တမ်းတင်ထားပါလားအရန်မလို့ပါနဲ့ကွာငါရင်စုံစမ်းပါမယ်မှတ်တမ်းတင်ထားဆရာလည်းမလို့သေးပါဘူးနေစဉ်မှတ်တမ်းနေရရှိနေသေးရဲ့လေကျွန်တော်ရဲ့ဒီကိစ္စရင်းနဲ့အချိန်ကုန်နေရတာဗျကောင်းပါပြီဆရာအခုလိုပြောလို့စိတ်တတရာရပါတယ်ဥမုံကတော့တကြက်ကြီးက तू ပြောထားသလို လုပ်ပေးလိမ့်မယ်လို့တွေးခဲ့ပါတယ်ဒါပေမဲ့ရေတကြက်ဦးစိုးနိုင်ကတော့ဒီကိစ္စတွေကိုလုပ်မပေးခင်ပါဘူး အကြောင်းကတော့တချက်ကြီးဦးစိုးနိုင်ကိုရင်က နောက်ွယ်ကနေပါဝင်ပသက်နေခဲ့လို့ပဲဖြစ်ပါတယ်။တိစိတ်နေရဲ့အမောင်ညရဲမှာရွာထဲမှာတနတ်တန်သုံးချက်ကထွက်ပေါ်လာခဲ့ပါတယ်။အခုလိုတနတ်တန်ကရွာလေးရဲ့အေးချမ်းမှုကိုထိတ်လန့်သွားစေခဲ့ပါတယ်။ရွာလေးတွေကသူတွေကတော့ကျေလောင်လာတဲ့တနတ်ပြတ်တန်ကြောင့်လက်နိုးလာကြပြီးတော့အပြင်ကိုအထိတ်တလန့်နဲ့ထွက်ကြည့်ကြပါတယ်။ရွာလေးရဲ့ကသူတွေကအခင်းဖြစ်ပေါ်တဲ့ထုံးခင်ရဲ့အိမ်လေးမှာစုဝေးရောက်ရှိနေကြပါတယ်။ ထုံးခင်တယောက်မြေပေါ်မှာလဲကျနေပြီးတော့သူ့ရဲ့ဘေးမှာလဲ secret ဖိုးတွေကပြန့်ကျဲနေပါတယ်။ထုံးခင်ကတော့သွေးတွေအိုင်နေပြီးတော့သူ့ရဲ့လက်ထဲမှာလဲဆီလီတွေကိုစုပ်ကင်ထားပါတယ်။ပြန့်ကျဲနေတဲ့ secret ဖိုးတွေကလဲသွေးတွေစုပ်ပင်းနေကြတာကိုတွေ့လိုက်ရတယ်။ဂျွာရီကသူ့ရဲ့အားလုံးက secret ဖိုးတွေနဲ့အတူတိတ်ဆုံးနေထုံးခင်ကိုကြည့်ကောင်စိတ်မကောင်းဖြစ်နေကြပါတယ်။တည်သွားပြီကွာစိတ်မကောင်းစရာပဲ။တစ်ချက်ပြစ်တာနဲ့တော့မလုံလောက်ဘူး။သုံးချက်တောင် ပြစ်သွားတာပဲ။ဒါဥမုံရဲ့လက်ချက်ပဲဖြစ်မယ်လို့ထင်တယ်။ သူမှလိုင်စင်နဲ့ကင်ထားတဲ့တလတ်တလတ်ရှိရင်သူတို့ကစီးပွားတူကြတယ်လေဒီကိစ္စကိုရဲတိုင်ကိုတွားကြမယ်အဲဒီချိန်မှာပဲရဲတက်ချက်ကြီးဦးစွန်နိုင်ရောက်ရှိလာပြီးတော့အနောက်ဆုံးအနောက်ဆုံးကြငါအလောင်းကိုတရားစစ်ဆေးကြည့်ရမယ်ဦးစွန်နိုင်ကတေဆုံးနေထုံးခင်အလောင်းစီကိုတွားလိုက်တော့ဂျော်ရီကလူတွေရဲ့မျက်လုံးတွေအလုံးကရဲတက်ချက်ကြီးဦးစွန်နိုင်အပေါ်ကိုပဲကြည့်နေကြတယ်တရားဝင်တနက်ကင်ဆောင်ထားတဲ့ဦးမုံကထုံးခင်နဲ့စီးပွားပြိုင်ပွဲတွေဖြစ်ကြပါတယ်ဂျော်ရီကသူတွေကတော့ဦးမုံကိုမတင်ကဖြစ်နေကြပါပဲမယ် အခင်းဖြစ်ပေါ်ရခက်လန်လန်မှာတော့အသာချောင်းကြည့်နေတဲ့လူတစ်ယောက်ကရှိနေပြီးသားတောပေါ်အောင်ကြည်ကြင်နဲ့ပြုံးနေလိုက်တယ်။တရားမဝင်ဆေးလိအောင်နဲ့ထွန်းခင်တည်ဆုံးသွားပြီးအချိန်မှာတော့ရွာလေးထဲမှာထိတ်လန့်ခြောက်ခြားစရာအဖြစ်ဖြစ်တွေက ဖြစ်ပေါ်လာပါတယ်။ထွန်းခင်စီကနေဆက်လိဖိုအကျွေးတင်နေတဲ့သူတွေထဲမှာအောင်မင်းလေးပါပါတယ်။အောင်မင်းကတော့အိလီရဲ့အပြင်မှာဆက်လိရဲ့တောင်းရင်နဲ့အနားယူနေပါတယ်။အောင်မင်းတယောက်ထွန်းခင်တည်ဆုံးမှုတရင်ကြောင့်စိတ်မကောင်းဖြစ်နေပြီးတော့သူအဓိကအားထားနေရတဲ့သူ ဖြစ်တာကြောင့် နောက်ပိုင်း secret body ဝယ်ယူဖို့အခက်ကြုံနေရပါတယ်။ငါးစိတ်တွေပင်ပန်းလိုက်တာ။နောက်ကိုအကျွေးပမာဝယ်ယူလို့ရမလဲမသိ။အောင်မင်းတယောက်ညင်ညူလိုက်ပြီးတော့ဆေးလေးတောင်းလို့လုံးလိုက်တော့အနီရောအဝတ်တွေကထလာတယ်။ဟာဒါဒါဘလို့ဖြစ်တာလဲ။အောင်မင်းလည်းအလက်တကြားနဲ့တောက်လက်စစလိတ်ကိုပြစ်ချလိုက်တာ။အနီရောအဝတ်တွေကအဆက်မပြတ်ထွက်လာတော့အောင်မင်းတအံ့တအောနဲ့မိုးကြည့်လိုက်တာ။နေ့နေ့ပြန်အနာမှာဆက်လိတ်တွေစိုင်းဝင်နေတဲ့တဆေကိုမြင်လိုက်ရတယ်။ အောင်မင်းလည်းအရန်ကိုကြောက်လန့်သွားပြီးတော့မေးလဲမတက်ဖြစ်သွားရတယ်။မင်းကဆရာဆက်လက်အကြွေမပေးရသေးဘူးနော်။ငါပြန်မတောင်းပါဘူး။ငါ့ကိုတက်တဲ့လူကိုရှာပေးဖို့မင်းကိုအကူအညီတောင်းချင်တယ်။ငါ့ကိုအကူအညီပေးလိုက်မှာ။တဆိတ်ဖြစ်နေထွန်ခဲကအရှိကိုတိုးဝင်သွားလိုက်တော့အောင်မင်းလည်းအရန်ကိုကြောက်လန့်သွားတယ်။ကောင်းပါပြီဗျာကျွန်တော်ကူညီပေးပါမယ်။ငါ့ကိုတက်တဲ့လေတက်ခဲတဲ့လူကိုမင်းတီလား။ဒီညကနီးပတ်ဝင်ကြုံကြည့်လိုက်တော့ဘာမှမတွေ့ဘူးဗျ။ဒါပေမဲ့ကျွန်တော်ကူညီပေးပါမယ်။အခုမင်းငါ့ကိုကူညီပေးဖို့အလှည့်ရောက်ပြီ ကျေးဇူးပြုပြီးတော့ငါ့ကိုကူညီပေးပါကွာစိတ်ချပါဗျာကျွန်တော်ကူညီပေးပါမယ်အောင်မင်းတယောက်အကြောင်းလိုက်ကြပြောလိုက်ပြီးတော့ပြန်လှည့်ကြည့်လိုက်တော့တဆေလေးမရှိတော့ပါဘူးအောင်မင်းကတော့သူကလေးပေးလိုက်ပြီးဖြစ်တာကြောင့်ဒီကိစ္စကိုကူညီပေးဖို့အဆုံးဖြတ်လိုက်တယ်တိတ်ဆိတ်နေငါ့အချိန်မတော်မှာပဲရာပင်ကချောင်းထိတ်စီကနေငါးများပြီးတော့ပြန်လာတဲ့ဦးငွေတယောက်ငါ့ရိအများကြီးရလာတာကြောင့်ဝမ်းသာနေရင်တင်းရတော့အဆင်ပြေသွားပြီမနက်စားတော့စိတ်ပူစရာမလိုတော့ဘူးကွာဦးငွေတယောက်ထဲအမောင်ကျနေတဲ့လမ်းနဲ့ ခတ်တတွဲရှောင်းရင်းနဲ့လာနေတယ်။အရှိခလာလန်ကိုရောက်တော့ဥမွေရဲ့အရှိမ secret ကြနေရကိုမြင်လိုက်ရပြီးတော့ခြေလန်းတွေလည်းတုံ့ငင်ရက်သွားတယ်။ဟမ်ဒါ secret လေးပါလား။ဥငွေကလှမ်းကောက်ပြီးတော့ကြည့်လိုက်တော့အနီရောင်အမွေတွေကလည်းထွက်လာခဲ့ပြီးတစီဖြစ်နေတဲ့ထုံးခင်ကိုမြင်လိုက်ရပါတော့တယ်။ဥမွေကျေးဇူးပြုပြီးတော့လူသက်တမန်ကိုညီပြီးတော့ဖော်ထုတ်ပေးပါ။ငါ့ကိုကူညီပေးပါ။တစီတစီငါ့ကိုမထောက်ပါနဲ့။ငါငါကူညီပေးပါမင်းကွာ။ တယောက်ကိုနာကျင်စေခြင်းမမေလူရင်းကအမှန်တရားကိုသိရမယ်ငါ့ကိုမချောက်ပါနဲ့ကွာဦးငွေကတော့အလန်တစားနဲ့အင်ကိုပဲတန်းပြီးတော့ခတ်တတ်ပြန်သွားတယ်ရွာလေးထဲမှာတော့ညတိုင်းထိုင်လန့်စရာတွေနဲ့ကြုံနေရပါတယ်ဦးမုံတယောက်တယောက်သေးပုံမှန်ပါပဲဦးမုံတယောက်စိတ်ထဲမှာကြောက်စိတ်ဆိုတာမခံစားရပါဘူးသူကတော့ဖောက်တယ်ပြီးပြန်ရလာလို့ဝမ်းတာနေတယ်ညအတော်နဲ့တည်းအထိဦးမုံကစည်ရင်တွေ့ရင်နဲ့ပတ်စံတွေကိုရေးတွက်နေပါတယ်ဦးမုံကတော့ညနေတည်းအထိဆိုင်ထဲမှာတယောက်သေးရှိနေတာပါ အဲ့ဒီအချိန်မှာပဲခလလန်းကနေအနီရောင်အငွေ့တွေကအဆက်မပြတ်ထပ်ပေါ်လာနေပါရဲ့ဟမ်ဒါကဘာကြီးလဲအော်ဆလင်ငွေရွာလားဘာတူလဲမိရလေးဖြတ်ခနေတည်သွားပြီးတော့အခန်းထဲမှာမောင်းသွားတယ်အခန်းထဲမှာဘာတူလဲငါတနက်နဲ့ပြစ်လိုက်ရမလားပြောစမ်းဥမော်ကသူ့တနက်ထိထားတဲ့အန်စရီကိုဖွင့်လိုက်တော့တနက်ကမရှိတော့ပါဟမ်ငါရတနာပဲဖေးရွာလားဥမော်ကအရှိကိုလှမ်းကြည့်လိုက်တော့တဆေဖြစ်နေတဲ့ထုံခင်ကိုမြင်တွေ့လိုက်ရတယ် တို့ခင်ရဲ့မျက်နှာကတော့အမောင်လေးမှအယံကိုကြောက်စရာကောင်းနေပါတယ်။ဥမုံတယောက်ပါးစပ်အဟောင်းသားနဲ့ကြည့်နေတော့ဥမုံကျွန်တော်ပြောစရာရှိလို့လာခဲ့တာ။ကျွန်တော်တက်ခဲ့လူယုံမောင်တိလိုက်ရပြီ။ရဲတကြအစိုးနိုင်လည်းပတ်သက်နေရဲ့။ဥစိုးနိုင်ဟုတ်လား။မောင်တက်ခဲ့လူကိုတွေ့ရဖို့နီးနေပါပြီ။အမန်တယောက်အားလုံးကတိရတော့မှာပါ။မိကိုတက်ခဲ့တဲ့သူကဘသူလဲကွာ။တချို့လူရဲ့ယုံကြည်မှုကသူတို့မြင်တဲ့အတိုင်းမဟုတ်ဘူး။ဥစိုးနိုင်ကိုမယုံကြည်ကြပါနဲ့။ဟမ်ခဏနေပါဦး။ မြို့တခဲသူပြောပြပါထွန်ခင်ဦးမောင်ကတော့အဟစ်ပြီးတော့မင်းနေပါမယ်ထွန်ခင်တစီကတဖြည်းဖြည်းနဲ့ဆိုင်လေးလေးကနေပျောက်ကွယ်သွားတယ်ထွန်ခင်ရဲ့ဝိညာဉ်ကတော့မျက်စိရှိမှရင်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်ဦးမောင်တို့ထွန်ခင်ရဲ့အရင်မှပြောခဲ့တဲ့စကားကိုစဉ်းစားရင်ရဲတကြအူဆုံးနိုင်ကိုသတိထားဖို့ဆုံးဖြတ်လိုက်တယ်ဦးမောင်လည်းထွန်ခင်ကိုတက်ခဲ့တဲ့ကိစ္စတွေမှာရဲတကြလည်းပါဝင်နေခဲ့တာဆိုပြီးတော့တွေးနေမိပါတယ်နောက်တနေ့လေပုံမှန်အတိုင်းပါပဲရဲတပ်ကြီးဦးစိုးနိုင်က ဥမှုရဲ့ဆိုင်လေးကို coffee တောင်းလို့ရောက်လာခဲ့။ဦးစွန်နေကတော့မနက်စောစောဆိုင်ကိုပုံမှန်ရောက်လာလေးရှိပါတယ်။ဥမုံဥမုံဆိုင်ထဲမှာရှိရလားဗျ။အိုးဆရာပါလားဗျ။ကျွန်တော်ဒီနေ့ဆိုင်မရောက်ဘူးခင်ဗျလုံးဆရာလေးရှိလို့ပါ။ဟုတ်လား။ဆိုင်ပွင့်ထားတော့ဝင်လာခဲ့မိတာပါဗျာ။ကျေးဇူးပြုတော့မနက်ဖြစ်မှလာခဲ့ပါနော်။ရပါတယ်။မင်းကြီးကတမျိုးပဲ။ဆိုင်ပိတ်တယ်လို့ဆိုင်ပုံမတင်ဘူးလား။ငါဆိုင်ရောက်နေတယ်ထင်လို့ကျွန်တော်ဒီနေ့နေမကောင်းသလိုခံစားနေမိလို့ပါဗျာ။ ဒီနေ့ဆိုင်မယောင်းမင်းနဲ့အနားယူမလို့လေဆိုင်မို့တင်မို့မိသွားလို့တောင်းမမာရီအိုးအိုးဒါဆိုလေးကောင်းပြီလေနောက်ပြန်ပါမယ်လာတော့မယ်အိမ်မှာအေးစေးနားယူလိုက်ပါဦးရဲတကြအူဆိုးနိုင်ကတော့ဆိုင်လေးကနေပြန်ထွက်သွားရင်ဦးမွေဆိုင်လေးရဲ့မှာတော့အောင်မင်းကပုံနေပြီးတော့အပြင်ကိုအသာချောင်းကြည့်နေပါရီတကယ်တော့အောင်မင်းကထွန်းခင်ကိုတတ်သွားတဲ့ကိစ္စကိုတိတ်တဆိတ်စုံစမ်းနေတာဖြစ်ပါရီလာလာကိုကြီးပြန်ထွက်သွားပြီလာလို့ရပြီဦးမုံကျွန်တော်ပြောတာတွေမမိပါနဲ့နော် ကျွန်တော်ထွန်းခင်ကိုကူညီပေးချင်လို့ပါ။အေးပါမင်းတင်းရောက်မတွေ့ခင်အမြန်ပြန်လိုက်။ငါလည်းမင်းကိုတက်နိုင်သလားကူညီပါမယ်။ထွန်းခင်ကငါနဲ့စီးပွားတော်ပေမဲ့ရန်သူတွေမဟုတ်ပါဘူး။တရားရဲသားတွေပဲ။အောင်မင်းလေးဥပုံရင်ဆိုင်ထဲကနေအပြင်ကိုအမြန်ပြန်ထွက်သွားတယ်။အောင်မင်းကိုတော့ခလန်လန်းကစောင့်ကြည့်နေရေတပ်ဖွဲ့ဦးစိုးနိုင်ကမြင်တွေ့သွားခဲ့ပါတယ်။တညမှာတော့တရားလုံးကအိမ်မောကြနေကြပြီးတော့အရန်ကိုတိတ်ဆိတ်နေပေမဲ့အောင်မင်းကတော့အိမ်ထဲမှာအချင်းအတော်ကြာထိအိတ်လုံးမပြောဖြစ်နေရပါဗျ။အတွေ့များစွာနဲ့အကြောက်တရားက အောင်မင်းကိုနည်းနည်းချာချာအိတ်လိုမပြောနိုင်အောင်ကိုတားဆီးနေရတယ်။အောင်မင်းကဒီကိစ္စတွေကိုစုံစမ်းပေးနေရပါမယ်။သူ့နောက်ကိုလိုက်လာမယ့်အန်ရီရီကိုလည်းစိုးရိမ်နေရပါတယ်။အောင်မင်းလည်းအိတ်လိုများတဲ့အစုံထားထိုင်လိုက်ပြီးတော့ငါဘာလုပ်ရမလဲ။အဲဒီအချိန်မှာပဲအပြင်ကနေအတန်ကြားလိုက်ရပြီးတော့အောင်မင်းတယောက်ထိတ်လန့်သွားတယ်။ဟေးအောင်မင်းမင်းအိမ်ထဲမှာရှိတာငါတိတယ်။အခုတကောက်ဖွင့်စား။ဆရာဘာလို့ကျွန်တော်လာတွေ့ရလဲ။အဲဒီအချိန်မှာပဲရဲတက်ချက်ကြီးဦးစွန်နိုင်ကတကောက်ကိုကောက်ဖွင့်လိုက်ပြီးတော့ မြို့ဦးမုံဘာရီပြောသားသေးလဲပြောစမ်းမအောင်ဦးမုံကြည့်ရတယ်မယိုးတော့ဆိုင်ဖွင့်တော့ဆိုင်ပိတ်တယ်လို့ငါ့ကိုလင်းညာခဲကျွန်တော်ကျွန်တော်ဦးမုံနေဘာမှမပြောဖြစ်ပါဘူးတကယ်ပြောတာပါဆရာကြီးအောင်မင်းကအရန်ကိုစိုးရိမ်နေတဲ့အချိန်မှာပဲအောင်မင်းရဲ့အခန်းထဲမှာအနီရောင်အငွေ့တွေကအဆက်မပြတ်ထွက်လာခဲဟာဒါရပါလေဒီညမင်းရဲ့အဖြစ်တွေကိုပေးဆက်ရလိမ့်မယ်ရဲတကြဆိုးနိုင်ငါတေဆုံးခဲ့ရတဲ့အပေါ်အဖြစ်ပေးဆက်ရမယ်မင်းမင်းထွက်သွားလာမရှုံးနဲ့ အဲ့ဒီအချိန်မှာပဲတဆင်းနှစ်နာကအိုးဆိုးနိုင်တဲ့အရန်ကိုနှီးကပ်သွားပါတယ်။ဒီကမင်းတို့လောက်ကြခင်းစားသလိုငါမင်းတို့ကိုအပြစ်ပေးမယ်။မင်းကခွန်ဆန်းနဲ့ပူပေါင်းပြီးတော့ငါ့ကိုတတ်ခဲတယ်မဟုတ်လား။ဒီကတော့မင်းတို့အလက်ရောက်ပြီ။ကိုကူညီကြပါဦး။ရဲတကြက်ကတနန်းနဲ့ချိန်လိုက်ပြီးတော့ဒီတနက်ကမင်းကိုကူညီမှာမဟုတ်ဘူး။မင်းသူ့ကိုကူညီပေးရင်တော့ဒီတနက်ကြောင့်ချောင်းဆိုးပြီးတော့တေးရလိမ့်မယ်။ရဲတကြက်ဇိုနိုင်ကတဆီကိုလက်ထဲကတနန်းနဲ့ဖြစ်ထဲလိုက်ပေးမယ်။ဘာမှအထူးမသွားပါဘူး။ ။ဥဇုန်နိုင်တယောက်အရှိကိုတိုးဝင်လာနေတဲ့ထုံးခင်ရဲ့ဝင်ရင်ကြောင့်အယန်းကိုကြောက်လန့်သွားပြီးတော့အော်ဟစ်လိုက်ပါရင်ရဲတကြက်ဇုန်နိုင်ကတော့အောင်မေးရဲ့အိမ်ပေါ်ကနေပြေးထွက်သွားပြီးရော်လန်လီအတိုင်းအမောင်ထဲမှာကြောက်လန့်ကြာပြေးလွှားနေပါရယ်။အကြောက်တရားနဲ့အမှန်တရားဆိုတာကဖုံးကွယ်ထားလို့မရပါဘူး။မကြောက်မိမှအမှန်တရားပေါ်လာတော့မှဖြစ်ပါရယ်။ရွာလေးရဲ့မှာတော့ဦးစိုးနိုင်ရဲ့အော်ဟစ်တန်တွေကခြေလုံးစွာထပ်ပေါ်လာနေပါရဲ့။ရေတကြဦးစိုးနိုင်ရဲ့အော်တန်ကြောင့်ရွာလေးကသူတွေကလည်းအတန်ကြာရတဲ့ ရွှေရဲ့အစုံကအိမ်လေးတစ်လုံးစီကိုလိုက်ကြည့်ကြပါရယ်။ရွှေရဲ့အစုံတောဦးလေးကတင်းဟောင်းလေးမှာတော့ခွန်ဆန်တယောက်ထင်းနေထိုင်ပါရယ်။မကြမီမှာပဲရေတက်ချက်ဇိုနိုင်က ပြေးလွန်ရင်ရောက်ရှိလာပါရယ်။ဦးဇိုနိုင်ကအိမ်လေးကိုရောက်ရှိသွားပြီးတော့အကြောက်အလန့်နဲ့ပြောပါရယ်။လောလောပါအောင်ခွန်ဆန်ခုထူးခင်တော့ငါတို့တစီဘွားနဲ့လက်စာချီတော့မယ်။ငါ့ရဲ့အနောက်ကိုလိုက်လာနေပြီ။စိတ်အေးထားပါဗျာတကယ်မဟုတ်ရလား။အေးတစီကဟိုအောင်မင်းရဲ့အိမ်မာလေးကငါ့ကိုချောင်းလန့်ခင်တာ။အခုတော့ငါ့ရဲ့အနောက်ကိုလိုက်လာပြီလားမသိဘူး။ ဲ့ဒီအချိန်မှာတော့တက်ဆီဖြစ်နေတဲ့ထုံးခင်းလေးရောက်ရှိလာတယ်။ဒီညတော့မင်းတို့ရဲ့လောရွက်တွေကိုလူတိုင်းသိစေရမယ်။ငါတို့ဒုက္ခပေးဖို့စူးစမ်းချင်နေရတာငါ့ကိုလာပြီးတော့မချောက်နဲ့ကွ။ခွန်ဆန်ကတဆီကိုလက်ထဲကတနေနဲ့ချိန်ထားလိုက်တော့ဟမ်မင်းဦးမွေရဲ့တနက်ကိုခိုးယူခဲ့ရလား။ဟုတ်တယ်။ငါထုံးခင်းကိုတက်တဲ့နေရာတနက်ကိုတင်ထားခဲ့တာ။ခွန်ဆန်နဲ့အရေးတက်ချက်စုံနိုင်လို့စကားပြောနေကြတဲ့အချိန်မှာပဲအပြင်ကနေအတန်တွေကိုကြားလိုက်ရပြီးတော့ဦးမုံလည်းရောက်ရှိလာတယ်။ မင်းကငါရဲ့တနကိုခိုးယူခဲ့ပြီးတော့ထုံးခေကိုတတ်ဖြစ်ခဲ့တာပေါ့လေဟုတ်လားဒီညကတော့အမှန်တရားတစ်ခုလုံးပေါထလာခဲ့ပါရင်ဦးမုံနဲ့အတူတူရွာသားတချို့လည်းပါလာခဲ့ကြတယ်ထုံးခေကိုတတ်ဖို့အတွက်ခွန်ဆန်နဲ့ရဲတကြက်စိုးနိုင်တို့ကအတူတူပူးပေါင်းပြီးတော့ကြံစီခဲ့ကြတာပါခွန်ဆန်ကသူ့လေးတရားမဝင် secret တွေရောင်းချနေရကြောင်းထုံးခင်ကိုတပ်ပစ်ခေးကြပြီးတရားမဝင် secret ဈေးကွက်ကိုချိန်လိုက်ခေးကြတာပါအခင်းဖြစ်ပေါ်ရနေရမှာတော့ရွာရဲကသူတွေကထုံးခင်ကိုတတ်ခေးကြတဲ့လူနှစ်ယောက်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ကြရပါတယ်။အမှန်တရားကိုအချိန်ကြာကြာဖုံးကွေထားလို့မရတော့ပါဘူး။ရေးတကျက်အစိုးနိုင်တဲ့ခွန်ဆန်တို့နှစ်ယောက်ကတော့အားလုံးရဲ့အရှိမမျက်စိမျက်နှာပြတ်နေကြပါတယ်။ဒီရတော့နှစ်ယောက်စလုံးငင်းလို့မရတော့ဘူးနော်။မင်းတို့ရဲ့အကြောင်းတွေကိုတရားလုံးကသိသွားကြပြီ။ရေးတကျက်ကလူတွေကိုကာကွယ်ပေးရမှာကိုတရားမဝင်စိတ်လိတွေကိုကာကွယ်ပေးနေရလား။တရားမဝင်စိတ်လိတွေဖြန့်ချီပေးနေအောင်ကျွန်တော်တို့ကိုယ်တိုင်စုံစမ်းသိရှိခဲ့ရတယ်။မဟုတ်ဘူးလို့မငင်းနဲ့နော်။မင်းမင်းရတချို့ပဲငါပြစ်ထားပေးလိုက်မယ်။ပစက်ပိတ်ထားစမ်း။ မလို့နဲ့ဒီကိစ္စကိုအားလုံးသိပြီးပြဿနာပိုကြီးလိမ့်မယ်တယောက်နဲ့တယောက်သက်ဆိုင်ဖို့ကုန်ပြီးတော့အပြန်အလှန်တနက်တွေနဲ့ချိန်ဝင်ကြတယ်မင်းတို့ရောအပြန်အလှန်ပြစ်ကြစားပါနဲ့ငါရဆုံးရှုံးမှုတွေကိုပြန်ပေးစရာမလိုတော့ရဲတကြက်စိုးနိုင်တဲ့ခွန်ဆန်တို့အချင်းချင်းပြစ်ခတ်ကုန်ကြတယ်ခွန်ဆန်တယောက်တနက်တရရရသွားတယ်လို့သူကလည်းရဲတကြက်စိုးနိုင်ကိုတနက်နဲ့ပြန်ပြီးတော့ပြစ်လိုက်တယ်နှစ်ယောက်စလုံးကကြီးစံထိမှန်သွားပြီးတော့တိတ်အိမ်ဟောင်းလေးထဲမှာပဲတည်ဆုံကုန်ကြတယ်မကောင်းတဲ့အလန်းစင်လိုက်ဒီလန့်ကိုတော့ရမှာပဲ ။ညော်စလုံးတော့တည်သွားပြီကွာ။သူတို့အချင်းချင်းတနက်ပြခတ်မှုအပြီးမှာပဲစိုးနိုင်ရောခွန်ဆန်တို့ပွဲချင်းပြီးတည်ဆုံကုန်ကြတယ်။ထုံးကင်တည်ဆုံခဲ့ရသလိုအပြစ်တွေအတွက်ညော်လုံးကပြန်ပေးဆက်လိုက်ရပြီဖြစ်ပါတယ်။တခြားရဲရောင်ရှင်တွေကလည်းရွာသားတွေရဲ့တည်င်းပေးပို့မှုကြောင့်ရောက်ရှိလာကြပြီးတော့အလောင်းတွေကိုတည်ထားစစ်ဆေးကြည့်ရှုခဲ့ပြီးတရားမဝင် secret နဲ့ဆက်ဆက်နေတဲ့တခြားတဲလွန်စားတွေကိုလည်းရရှိလိုက်ပါတယ်။တကယ်တော့ရဲတပ်ချက်စုံနိုင်ကခွန်ဆန်နဲ့အကျိုးတူပူးပေါင်းလုံဆောင်နေခဲ့ရကြပြီဖြစ်ပါတယ်။ ဒီလိုလူသားမှုကအရင်ကြိမ်ကလည်းဖြစ်ခဲ့တယ်မဟုတ်ဘူးလားဟုတ်ပါရဲ့ဆရာတရားဝင်ဆေးလိရောက်နေထုံးခင်တည်ဆုံးပြီးသူတို့အချင်းချင်းပြစ်ခတ်ကြတာပါအခုတည်ဆုံးသွားတဲ့နေရာလုံးကတရားဝင်ဆေးလိရောင်းဝယ်ရေးမှာပါဝင်ပတ်သက်နေကြပါရဲ့ထုံးခင်ကဈေးတက်တက်တတနေရောင်းချတော့ခိုဆန်နဲ့အစိုးနိုင်တို့ကအခုလိုပြစ်တက်ခဲ့ကြတာနဲ့တွေ့ပါရဲ့ဗျဆရာသူတို့ကဦးမုံနဲ့တနတ်တွေကိုလည်းခွင့်ယူခဲ့တနတ်တွေမဟုတ်ဘူးဆရာကြီးဝေးတချို့ကခွင့်ယူသွားကြတာပါကျွန်တော်လေသူတို့ကိုကြောက်ရတော့အခုမှပြောဖြစ်တာပါ ရွာရီကသူတွေကတော့တယောက်တစ်မျိုးနဲ့အမျိုးမျိုးပြောဆိုနေကြပေမဲ့ထုံးကင်ဝိညာဉ်မရှိတော့တော့ကတော့ဘယ်သူမှတတိမထားမိကြပါဘူးထုံးကင်ဝိညာဉ်ကတော့အိလေးရဲ့တနေရာမှာရှိနေပြီးတော့သူ့ရဲ့အမှုကိုဖော်ထုတ်နိုင်ခဲ့တဲ့အပေါ်မှာဂျင်းနဲ့နေပါတယ်ထုံးကင်ကိုတက်ခဲကြတဲ့နှစ်ယောက်စလုံးကတော့နောက်ဆုံးမှာဆက်သိမကောင်းခဲ့ကြပါဘူးသုံးလကြာပြီးတဲ့အချိန်မှာတော့ရွာလေးရဲ့ကဥမုံရဲ့ဆိုင်လေးကပုံမှန်စီကားနေပါတယ်ဥမုံကတော့ဈေးနှုန်းကိုလည်းတက်တက်နဲ့နှုန်းနဲ့ရောင်းချပေးတာကြောင့် လာရောက်ဝေယူသူတွေလည်းအဆင်ပြေကြပါရင်ဥမုံကတော့သူ့ရဲ့ဆိုင်လေးပြန်ပြီးတော့ရောင်းဝယ်ရေးကောင်းလာတာကြောင့်ခြေနဲ့နေရပါရယ်ဥမုံအရင်တိုင်းမေးလားတရားမဝင်ရောင်းတာထက်အခုလိုရောင်းတာကအနည်းငယ်ရင်လေငါတို့ရိုးရိုးသားသားပဲနေစင်နေကွာဟုတ်တယ်ဥမုံကြီးကျွန်တော်လေးအရင်လိုပုံမှန်လဲပက်နေတော့ဝမ်းသာပါရယ်ဥမုံရဲ့ဆိုင်လေးကတော့အမြင်လိုလိုစီကားနေတတ်ပါရယ်ဂျွာရီကသူတွေကလည်းဥမုံရဲ့ဆိုင်လေးကိုကြည့်ကချီးကျူးပြောဆိုနေကြပါရယ်ကြည့်စမ်းမအောင်ဒီဆိုင်လေးကတော့လူမြဲရှိများပဲ ။ဦးမောင်ကလည်းစိတ်ရင်းကောင်းနေ။ဇီးရတဲ့အတော်အတင်းဆိုတော့ရောင်းကောင်းတာပေါ့။ဦးမောင်ကြောင့်ထွန်းခင်သိဆုံးခင်ရတဲ့အပေါ်သင်ကန်းစာလေးရှိခဲ့တယ်လို့သူကလည်းရိုးရိုးသားသားရောင်းဝယ်တက်စီခဲ့ပါတယ်။ပြီးတော့ယုံကြည်ရတယ်လို့ထင်မိရတဲ့သူကကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးနေတယ်ဆိုတာကိုပါပဲ။ဒါကြောင့်လူတိုင်းကိုလည်းယုံကြည်လို့မရဘူးဆိုတာဦးမောင်တယောက်ကောင်းကောင်းနားလေသဘောပေါက်ခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှရင်ပြီးဆုံးသွားခဲ့ပါပြီပရိသတ်ကြီးလေးဒီဇလန်းလေးအားဖြင့်အကျိုးတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်များမှာလေအခုတက်ကောင်းတဲ့ဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့အောင်မှာမောဆောင်ရအားပေးကြပါအောင်နော်။ခုလိုအားပေးနိုင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။